ေချာပစ္စဖဲအိုပန်ချန်ပီယံရှစ်မှာဒါနိုင်ငံပေါင်း40ကျော်အဖွဲ့ပေါင်း100ကျော်ဒါအရှင်မြိုင်ခဲ့ကြတဲ့ဂျူနီယာ age group နဲ့ဒါချန်ပီယံဆုကိုရရှိခဲ့တာဖြစ်တယ်။ live ဖြစ်နေတော့အဲ့ဒါကြည့်ရင်လည်းတုံပြီးတော့လေးငေါ့ငေါ့။တသားကလေအဲ့လိုပြင်းလုံးလိုက်တော့သူအရန်လန့်သွားတယ်။အရန်လဲစနေဟိုခံစားခဲ့ရတဲ့လူတွေလည်းတနာတယ်။ဒါအဲ့လိုကားတော့ idea နဲ့ဆရာတွေရဲ့ idea တွေရောပေါင်းပြီးတော့ AI ကိုလေသူတို့ Python နဲ့ရေးတယ် site တွေမှာ website တွေမှာသူတို့ slide share တယ် live ဖတ်တယ်သူတို့ knowledge တွေနဲ့ပေါ့နော်လုံပြိုင်ခဲ့ရတော့အရင်ကျေးဇူးတင်ပါတယ်ဝမ်းသာပါဘောရဘောအိုလံပီယက် ကိုဒါကျွန်တော်တို့စပြီးတော့လုပ်ဖြစ်တဲ့ရွေးချက်ကတော့ဒါမြန်မာနိုင်ငံကထူးချွန်တဲ့အကြောင်းသူကျောင်းသားတွေကိုကျွန်တော်တို့ဒါ international stage ကိုကျွန်တော်ခေါ်သွားပေးခြင်းနဲ့ဒါမြန်မာနိုင်ငံအကြောင်းကျောင်းသားတွေဘာတွေတီထွင်နေနိုင်တယ်အာဘာလိုမျိုးဤပညာတွေကိုလှူဆောင်နေနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကပြချင်လို့ပေါ့နော်ဆိုတော့ဒီ Asia Pacific Open Championship မှာဒါနိုင်ငံပေါင်း40ကျော်အဖွဲ့ပေါင်း100ကျော်ဒါအရှင်မြန်ခဲ့ကြတယ်အဲ့ဒီအထဲထဲကနေမှဒါကျွန်တော်တို့ Future Innovator Category နဲ့ဒါ Junior Age Group နဲ့ဒါ Champion ဆုကိုရရှိခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကိုစားပြုအနေနဲ့သွားပြိုင်ခဲ့တဲ့အဖွဲ့9ဖွဲ့မှာ ဒါချန်ပီယံစုအကြီးတစ်ခွဲအဲတစုပေါ့နော်နောက်ပြီးတော့ဒါကျွန်တော် ranking 4 ranking 9စတဲ့ဒါ ranking အသီးသီးကိုလည်းကျွန်တော်ရရှိခဲ့ကြရတယ်။အာဆိုတော့ဒီအကြောင်းအကြောင်းသားလေးတွေရဲ့ဒါဒါလုံးဆောင်နိုင်ကြအောင်ဒါကျွန်တော်တို့ဒါပထမဆုံးအနေနဲ့ဒါစုကြီးတွေနဲ့ဒါပြန်ပြီးတော့ယူဆောင်လာနိုင်တာလည်းဖြစ်တယ်ပေါ့နော်။ဆိုးရှောင်းတော့လည်းမဟုတ်ဘူး။ လာရင်တော့လေမူရောင်ကိုမိတယ် live ပြင်လွှင့်တော့အဲ့ဒါကြည့်ရင်လည်းတုံပြီးတော့လေမူရောင်ကိုမိတကယ်ဝမ်းသာပါတယ်ဟုတ်ပါဘူးမမသူကရောအရင်ကတန်မွေးလေးတွေတိုက်ပြီးတာဟုတ်ပါတယ်ဟုတ်တော့တနာတော့ရှေ့2024မှာလည်းတိုက်ပါသေးတယ်နော်ဟုတ်အဲအသက်ကဒီ10နှစ်ပေါ့အဲ့လောက်ရှိမယ်ဒါမဲ့သားတို့ကတက်ခဲတာငငယ်ငယ်ကလေးကအရင်ကလေးကဒီ we are genius မှာတက်ခဲတာပါအရှင် ဒီငါငငယ်တဲ့၅နှစ်၆နှစ်လောက်ခရေကသားတို့ကတက်ခဲ့တာငငယ်လေးကတည်းကနေတက်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 လာတာဟုတ်မလို့တဲ့အခုဒီချိန်မှာဒီချိန်ဒီပေါ့နော်ဟုတ်အချိန်တခုယူပြီးတော့စူးစမ်းအားထုတ်ခဲ့ရတာဆိုတော့လေဟုတ်အရန်ဝမ်းလဲဝမ်းသာတယ်ကောင်းလဲကောင်းယူရဲ့ရှင်ဟုတ်ကဲ့ဒီပြန်ပွဲဝင်ပြိုင်မှုအတွက်တော့သူကဒါပြန်ပွဲကောင်းစဉ်လေးတွေဒါပြန်ပွဲဝင်မဲ့ចောင်းသူចောင်းသားတွေကိုပေးထားတာရှိရေပေါ့နော်ဒါပြန်ပွဲကောင်းစဉ်ကကြတော့ future of robot ဒါအနာဂတ်ရဲ့စက်ရုပ်တွေပေါ့နော်နီးပညာတွေပေါ့ဆိုတော့ဒီကောင်းစဉ်နဲ့ဒါကြိုက်တဲ့စက်ရုပ်တစ်ခုကိုတီထွင်မှာလို့ကလေးတွေကိုပြောလိုက်တဲ့အချိန်မှာကလေးတွေကဒါ

ဘယ်လိုနည်းပညာနဲ့ဒါအခုလက်ရှိမြန်မာနိုင်ငံအတွက်အနာဂတ်အတွက်ဘယ်လိုမျိုးအထောက်အကူပေးနိုင်မလဲဆိုတဲ့ဟာကိုတို့ဒါစဉ်းစားကြရဲစဉ်းစားကြရဲအချိန်မှာဒါဒါဖြစ်ချင်တော့ဒါကျွန်တော်တို့မက်ချ်လာမှာမြန်မာနိုင်ငံဒါမန်လေးပါငလျင်ကြီးလှုပ်သွားခဲ့တယ်အာဆိုတော့အများကြီးပဲဒါထိခိုက်ဆုံးရှုံးမှုတွေရှိရဲဆိုတော့ဒါဟိုဒါအကြောင်းသားလေးတွေအနေနဲ့ကြတော့ဒါတို့ဘယ်လိုမျိုးကူညီပေးနိုင်မလဲအာငါတို့ဘာလုပ်လို့ရမလဲဆိုတဲ့ဟာကိုစပြီးတော့စဉ်းစားရဲပေါ့နော်ဆိုတော့အဓိကပြဿနာကဒါလူတွေကိုကျွန်တော်တို့အချိန်မီကဲနိုင်မှုလိုတယ်ဆိုတဲ့ဟာကိုကလေးတွေကစဉ်းစားမိသွားတဲ့အချိန်မှာဒါအချိန်မီကဲဖို့အတွက်ဆို ရင်ဘယ်လိုမျိုးနီးလန်းနေရာအထောက်အကူဖြစ်မလဲဆိုတော့အဲ့ဒီဟာကိုတို့စပြီးတော့စဉ်းစားရင်းနဲ့ဒါဆက်ရုပ်ကားလေးတစ်ခုကိုတို့စပြီးတော့လှုပ်ဆောင်ကြည့်ရပေါ့နော်ဒါအာပြိုကျနေတဲ့အဆောက်အဦတွေကိုဝင်ရောက်ဖို့အတွက်ဆိုလို့ရှိရင်ဒါဆက်ကလည်းအကြီးဖြစ်လို့မရဘူးဒါတေးသေးလေးကိုတို့စပြီးတီထွင်မယ်ပြီးလို့ရှိရင်ဒါလူတွေကိုဘယ်လိုမျိုးရှာကြမလဲဆိုတော့ AI နည်းပညာတွေတို့ထည့်သွင်းတဲ့ခုတ်တွေရေးတဲ့ program တွေရေးတဲ့အမျိုးမျိုးစမ်းသပ်တယ်ဒါအဆောက်အဦအခက်ခဲတွေကြားတဲ့ဝင်ရောက်ဖို့အတွက်ဒါလိုအပ်တဲ့ဘိန်းတွေမော်တာတွေစတဲ့ဟာတွေကိုတို့စပြီးတော့တက်ဆင်တယ်အဲ့လိုကနေပြီးမှတစ်ချက်ချင်းနဲ့လှုပ်ဆောင်သွားရင်လည်းဒါ AI င်းအာဆိုက် robot တစ်ခုကိုသူတို့ရရှိခဲ့တာဖြစ်တယ်ပေါ့နော်ဟုတ်ဟုတ်တပါးကလေအဲ့လိုအဲ့လိုငလင်းလောက်လိုက်တော့သူအရန်လန့်သွားတယ်အရန်လဲကျန်တဲ့ဟိုခံစားခဲ့ရတဲ့လူတွေလည်းတနာတယ် မာအဲ့တော့ကလေးတွေရောအဲ့ကြောင့်အဲ့ဒါလေးတွေသူတဖြည်းဖြည်းနဲ့ပေါ့နော်သူကသာသူ news တွေမှာသိရလေအဲ့ဒါလေးနဲ့သူဝမ်းနေပြီးရခါကျစားတို့ idea နဲ့ဆရာတွေရဲ့ idea တွေရောပေါင်းပြီးရော AI ကိုလေသူတို့ python နဲ့ရေးတယ် site တွေမှာ website တွေမှာသူတို့ slide share တယ်လိုက်ဖတ်တယ်ကုလားတွေမှာ like လုပ်ပြီးရောအကောင်လုံးကိုလေးလာစူးစမ်းခဲ့ရတဲ့အတွက်အခုကျတော့ ဒါပေမဲ့ knowledge တွေနဲ့ပေါ့နော်ပြိုင်ခဲ့ရတော့အရင်ကျေစုတင်ပါတယ်ဝန်ဆောင်ပါတယ်အာဆိုတော့ဒီဆေးရုပ်ကတော့ဒါအကြောင်းစောင်းသားလေးတွေဒါနမူနာလုပ်ထားရဲ့ prototype အစစ်ပဲရှိသေးတယ်ပေါ့နော်ဒီမှာရင်တော့တို့တို့ဒါဆက်ပစ္စည်းသုံးထားတဲ့ဟာတွေကတော့ဒါဒါအကြောင်းကနေပြီးတော့အဓိက support လုပ်ပေးထားတာဖြစ်တယ်အာဒီဆေးရုပ်ကိုတကယ်လက်တွေ့မှာအသုံးချဖို့အတွက်ဆိုလို့ရှိရင်တို့တို့နောက်ထပ်ကုန်ကျစရိတ်တွေတော့ထပ်ပြီးတော့ရှိအောင်ပါပေါ့နော်ဒါဒါတကယ်လက်တွေ့အသုံးချဖို့အတွက်တို့အများကြီးပဲတို့ထပ်ဖြည့်ရမယ်ဒါအဲ့ဒီအတွက်ကတော့ကုန်ကျစရိတ်လေးတွေရှိမှာပေါ့ဟုတ်ဟုတ်ကဲ့ ဆိုတော့အခုလက်ရှိနည်းပညာဒါကျွန်တော်တို့လက်တွေ့ဒါလှုပ်ဆောင်နိုင်မှုအတွက်ဒါအဆင့်နေအများကြီးတော့ကြော်ဖြတ်ရအောင်မယ်ဒါမဲ့ကလေးတွေအနေနဲ့ကဒါသူတို့မှာဒါတီထွင်လိုက်စွမ်းဒါနောက်ပြီးတော့ဒီဟာကိုအကောင့်ထဲဖွင့်နိုင်မှုအတွက်ပလန်တွေကသူတို့စဉ်းစားပြီးသားဖြစ်တယ်ဒီဟာတွေကိုလည်းဒါပြိုင်ပွဲမှာအသေးချာအနာဂတ်မှာဘယ်လိုမျိုးလှုပ်ဆောင်လို့ရမယ်ဆိုတဲ့ဟာကိုသူတို့ကိုယ်တိုင်စဉ်းစားပြီးတော့ဒိုင်နေကိုသူတို့တင်ဆက်ပြသခဲ့တဲ့အတွက်ကြောင့်မလို့ဒါသူတို့ချန်ပီယံဆုကိုရခဲ့တာပေါ့နော်ဒီဆုရဖို့အတွက်သူတို့ပြောပြရရတဲ့အချိန်မှာဒါအနာဂတ်ပလန် future plan တွေသူတို့အများကြီးပဲပါထားတယ်ဆိုတော့ဒီလိုမျိုးတီထွင်ဖန်တီးမှုတွေကိုကျွန်တော် ဆက်လက်စောင့်ကြည့်ကြဖို့ပဲကျွန်တော်အာပြောကြားချင်ပါတယ်ဗောနော်ဟုတ်ကဲ့ပါ thank you